နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတာကြီးငွေနေချိန်ကြာလာတာနဲ့အမျှကျမတို့အတွက်အလိုလျောက်ငွေရှာပေးမဲ့နီလန်းနေကိုခြောက်ဖွေကြည့်လိုက်တဲ့အချိန်မှာဒီ dividend investing ကတော်တော်လေးဟိုမှာအသုံးဝင်နေပေါ့နော်အဲ့တော့ဒီ dividend investing ဆိုတာကဘာလဲဆိုပြီးတော့မှကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါရိုးရှင်းနေပေါ့နော်ဥပမာကျမတို့ကကုမ္ပဏီတစ်ခုဒါမှမဟုတ် ETF ကိုဝယ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကုမ္ပဏီကအမြတ်ရလာတဲ့အချိန်မှာကျမတို့ကိုပြန်ပြီးတော့မှ ဝင်ငွေပြန်ပေးတယ်ပေါ့အဲ့ဒါကိုအမျက်ဝေစုဒါမှမဟုတ် dividend လို့ခေါ်တယ်ဥပမာကျမက Apple မှာ share ဝယ်ထားတယ်ဆိုလို့ရှိရင် Apple company ကအောင်မြင်တယ်ဝင်ငွေတွေရလာပြီဆိုလို့ရှိရင်ကျမကိုပုံမှန်ပြန်ပြီးတော့မှာ ပစံပြန်ပေးနေမှာဖြစ်တယ်အဲ့တော့ဒီအမျက်ဝေစုတွေကိုများသောအားဖြင့်တော့၃လတခါထုတ်ပေးလေးရှိတယ်ဒါပေမဲ့တချို့ကုမ္ပဏီတွေကတော့လဆင်ဒါမှမဟုတ်နှစ်စင်ထုတ်ပေးတာမျိုးလည်းရှိတယ်အဲဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘဲနဲ့ပုံမှန်ဝင်ငွေရနေတယ်နီးလန်းပေါ့နော်အဲ့တော့ဒီ dividend investing တနည်းအားဖြင့်ဒီအမျက်ဝေစုယင်းနှုံနှံခြင်းကဘာလို့ကောင်းလဲဆိုလို့ရှိရင်အကြတော့ သူကကျမတို့အိတ်နေတဲ့အချိန်မှာတော့မှပတ်စံနေရနိုင်မှာပေါ့နော်ဒီ dividend investing ရဲ့အကောင်းဆုံးချက်ကတော့ဘာလဲဆိုလို့ရှိရင်ကိုကဘာမှလုပ်เสียရမလိုဘဲနဲ့ပတ်စံနေရနိုင်။ဥပမာကျမအလုံးလုံးနေသည်ဖြစ်စေတခြားတနေရာသွားနေသည်ဖြစ်စေအိတ်နေသည်ဖြစ်စေအပန်းဖြေနေသည်ဖြစ်စေပေါ့နော်ဒီပတ်စံကဝင်နေဦးမှာပဲအဲ့တော့ဒီဝင်ငွေကိုကိုကကိုတိုက်တဲ့နေရာမှာအသုံးစရိတ်အတွက်ပဲသုံးမလားဒါမှမဟုတ်စုမလားဒါမှမဟုတ်လို့ရှိရင်ကိုကမလိုအပ်သေးဘူးဆိုလို့ရှိရင်ပြန်ပြီးတော့မှ ထပ်ပြီးတော့မှရင်းနှီးမြုပ်နှံမလားဆိုတာကိုလည်းကိုယ်တိုင်းပြန်ပြီးတော့မှဆုံးဖြတ်လို့ရတယ်အဲ့တော့ဒါကကျမတို့ရဲ့ငွေကငွေပြန်ရှာပေးနေတယ်လို့ပေါ့နော်အမှန်ဒီအမျက်ဝေစုဒဗီဒန်ကနေရတဲ့အဆန်ကိုထပ်ပြီးတော့မှ share ဝယ်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့မှပို့ပြီးတော့မှများတယ် share တွေ ရှိလာမယ်။ share ပိုများလာတဲ့အတွက်ကြောင့်မို့လို့လည်းဒီချိန်ထဲမှာအမျက်ဝေစုတွေ dividend တွေလည်းပိုရလာမယ်။အဲ့ဒီအမျက်ဝေစုနဲ့ထပ်ပြီးတော့မှ share ထပ်ဝယ်အဲ့လိုမျိုးဆက်လုပ်သွားခြင်းအပြင်အချိန်ကြာလာတဲ့အမျှပေါ့နော်။ကျွန်တော်တို့ရရင်းနှီးမြုပ်နှံငွေရလည်းအစမတန်ကြီးထွားလာမှာပေါ့เนาะဥပမာအဲ့ဒါကိုသူ compounding ရဲ့ swan အပေါ့ compound interest လို့ခေါ်တယ်ပေါ့ snowball လို့လည်းပေါ့လှရင်လှရင်လှရင်နဲ့တဖြည်းဖြည်းချင်းကြီးလာတာပေါ့အဲ့တော့ဒီ dividend investing လုပ်ခြင်းအဖြစ်လဲပေါ့เนาะကျမတို့ အင်မတန်မှရှောင်လွှဲခြင်းနဲ့ဒီ inflation ဝေကြီးဖောင်းပွားမှုကိုလည်းကြော်လွှားနိုင်တယ်။ဒါဆိုဒီမြန်မာကျပ်ငွေပဲဖြစ်ဖြစ်ဘယ်ငွေတန်ဖိုးပဲဖြစ်ဖြစ်အများအတန်း inflation ရဲ့ဓာတ်ကိုခံနိုင်တယ်။ဥပမာမနှစ်ကဝင်နိုင်တဲ့ပစ္စည်းကိုဒီနှစ်မှာဝယ်ဖို့အတွက်ကိုကိုကပတ်စံပိုးပေးရတယ်။အဲ့တော့ကောင်းတဲ့ company တွေရဲ့အမျက်ဝေစုတွေကလည်းအချိန်နဲ့အမျှတိုးတက်လာတယ်။သူတို့ရဲ့တန်ဖိုးတွေကလည်းတိုးတက်လာတယ်ပေါ့။အဲ့တော့အဲ့ဒါကြောင့်မို့လို့ကျမတို့ရဲ့ဝင်ငွေကလည်းငွေကြေးဖောင်းပွားမှုထက်ပိုပြီးရောမှာ မြင်မြန်တိုးလာနိုင်တယ်တဗီဒန်ကလည်းတိုးပြီးတော့မှပေးတဲ့အတွက်ကြောင့်မို့လို့ဒီအမျက်ဝေစုပေးတယ်ပေါ့နော်တနည်းအားဖြင့်တဗီဒန်ပေးတဲ့ကုမ္ပဏီတွေဆိုတာများသောအားဖြင့်ဒီကြီးမားပြီးတော့မှတည်ငြိမ်တဲ့လုပ်ငန်းတွေပေါ့မှာ Apple လိုမျိုး Bank တွေပြီးရင်စွမ်းအင်ကုမ္ပဏီတွေဖုန်းကုမ္ပဏီတွေအဲ့တော့အဲ့လိုမျိုးကုမ္ပဏီကြီးဖြစ်တဲ့ကြောင့်မှကိုကကိုလာပေါ့နော်နှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့ကုမ္ပဏီတွေဖြစ်တဲ့ကြောင့်မှသူတို့ကပုံမှန်ဝင်ငွေပုံမှန်အမျက်ရနေပြီးသားဖြစ်ပြီးတော့မှအဲ့ဒီအမျက်ကိုခွဲဝေပေးတာဖြစ်တဲ့ကြောင့်မို့လို့ risk နဲ့ပြီးတော့မှစိတ်ချရတယ်ပေါ့နော်ဒီနေရာမှာကွာ risk နဲ့ပြီးတော့စိတ်ချရတဲ့ dividend ပေးတဲ့ company ကိုရွေးချယ်ဖို့လဲလိုတယ်အကယ်၍ကိုကမှ company ကိုမရွေးချယ်ဘူးဆိုလို့ရှိရင်ကျမတို့အရှိတ်ဗီဒီယိုတွေမှာပြောခဲ့သလိုပဲ ETF ကိုဝယ်ခြင်းအဖြစ် ဒီ risk တွေကို diversify လုပ်ခြင်းအဖြစ်ချော့ချလို့ရတယ်ပြီးရင်ကိုကဟိုစိတ်ဖြည့်စည်းမှုနည်းတယ်ပေါ့ပြောမှဆို share ဈေးတွေကအမြဲတမ်းအတက်အကျရှိနေတာပဲပေါ့ဒီ stock share ဆိုတာကသူက volatile တအားဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ dividend ကတော့ပုံမှန်ရနေရဖြစ်ကြောင်းမလို့ကျွန်တော်တို့ဟိုဒီစိတ်ဖြည့်စည်းမှုနည်းတယ်ပေါ့နော်ဥပမာကျွန်မရဲ့အကြိုက်ဆုံး dividend ပေးတဲ့ ETF ဆိုရင်ဒါ SCHD ပေါ့ဒီ SCHD ရဲ့ဈေးနှုန်းကတက်တည်ဖြစ်စေကျတည်ဖြစ်စေပေါ့နော်သူ့ရဲ့ dividend ကတော့ တောက်လျှောက်ပြီးနေတယ်ဥမာသူ့ရဲ့ဇင်းနှုန်းကမနေ့25ဒီနေ့23ဖြစ်သွားပြီမယ်သူ့ရဲ့ဒဗီဒန်ကဒီတိုင်းပဲပေးနေတယ်ဆိုလို့ရှိရင်ရကြတော့ဒီဈေးကွက်အတက်အကျဖြစ်တဲ့ပုံမှာကျမကစိုးရိမ်စရာမလိုဘူး။ဒါဆိုလုပ်ငန်းကောင်းဖြစ်နေတဲ့ရွေးကုမ္ပဏီကောင်းဖြစ်နေတဲ့ရွေးကပုံမှန်အမျက်ဝေစုကရနိုင်မယ်ဆိုလို့ရှိရင်ရကြတော့ဒီဈေးအတက်အကျကိုခန်းစားနေစရာလည်းမလိုသလိုစိုးရိမ်စရာလည်းမလိုဘူး။စိတ်အေးအေးထားပြီးတော့မှကိုယ့်ရဲ့ယင်းနှိမ့်နှံမှုကိုတိုးတက်အောင်ထပ်ပြီးတော့မှယင်းနှိမ့်နှံမှုရတယ်။ dividend investing ကဒီ long term သွားရမှာဖြစ်တယ်ပေါ့နော်ဥမာကိုယ့်ရဲ့ reset တွေကောင်းကောင်းမြင်နိုင်မှုလည်းအချိန်ယူရမယ် dividend investing စလုပ်တဲ့အချိန်မှာကိုရတဲ့ dividend ကတစ်ချက်လည်းဖြစ်ချင်းဖြစ်မယ်နှစ်ချက်လည်းဖြစ်ချင်းဖြစ်မယ်အဲ့တော့ဒီတစ်ချက်နှစ်ချက်ဆိုတာကကိုယ့်အတွက်တော့ဘာမှကြီးမားမဟုတ်ဘူးလို့ထင်ချင်းထင်မယ်တဲ့အဲ့တော့ချက်ချင်းအကျိုးအမြတ်ကိုကြည့်ပြီးတော့မှဒါကတော့ဘာမှမဟုတ်ပါဘူးလို့ကျွန်တော်တို့ကအထင်သေးလို့မရဘူး အလင်းစလို့မလုတ်ဖဲနဲ့စိတ်ရှိရှိထားပြီးတော့မှဒီကနေပြီးတော့မှရလာတဲ့ဒဗီဒန်တွေကိုလည်းပြန်ပြီးတော့မှရင်းနှီးမြှုပ်နှံခြင်းအဖြစ်ကျမတို့ကဒီ snowball လိုမျိုးဖြည်းဖြည်းချင်းကြီးထွားစေပြီးတော့မှဆက်လက်ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်တစ်ချက်ကနေ30 30ကနေ100 100ကနေ1000ပေါ့1000ကနေမှ1000အဲ့လိုနီလန်းအဖြစ်တိုးွားစေလို့ ရနိုင်တယ်အဲ့ဒီလိုမျိုးတိုးပွားစေတဲ့နေရာမှာလဲကိုကဘာမှလုပ်စရာမလိုဘူးအချိန်တန်ရင်ဝင်လာတဲ့ dividend ကိုပြန်ပြီးရောမှ invest လုပ်လိုက်ရုံပဲကိုလိုတယ်ဆိုလို့ရှိရင်လဲကိုသုံးလိုက်ရုံပဲပေါ့အဲ့တော့ အဲ့လိုမျိုးအချက်တွေရှိတဲ့အတွက်ကြောင့်မို့ဒီ dividend investing ကလှုပ်တင်တဲ့အချက်အကောင့်ဟိုတော်တော်လေးဟိုမှာအသုံးဝင်တယ်ကိုယ့်ရဲ့ငွေကိုပြန်ပြီးတော့မှခိုင်းထားလို့ရတယ် investing နီလန်တစ်မျိုးဖြစ်တယ်ပေါ့ဒါပေမဲ့ဒီ dividend investing မှာလည်းကျွန်တော်တို့တည်ထားရမယ့်အချက်တွေရှိရပေါ့နော်ဘာလို့ဆိုဟို dividend ပေးတဲ့ကုမ္ပဏီတိုင်း dividend ပေးတဲ့ ETF တိုင်းကကောင်းနေတာမဟုတ်ဘူးပေါ့အဲ့တော့ကိုက စိတ်အေးရမယ်အထူးသဖြင့်ပေါ့နော်ဒီ share ဈေးနှုန်းကအရန်ထိုးဆင်းမသွားနိုင်မဲ့ဒီ company ဒါမှမဟုတ် ETF ကိုတည်တည်ချာချာလေ့လာပြီးတော့မှဆန်းစစ်ပြီးတော့မှဝယ်ဖို့လဲလိုတယ်အဲ့တော့အရန်ကိုမှ risk များတယ် ETF ကအရန်ကိုမှ risk များတယ် company တွေဥမာ အ SCHD ဆိုလို့ရှိရင် dividend 4%ပေးတယ်ဆိုလို့ရှိရင် တချို့တော့ ETF တွေ dividend ကို15ရာခိုင်နှုန်းနဲ့20ရာခိုင်နှုန်းလို့ပေးတယ်ဆိုလို့ရှိရင်အဲ့ဒီ company ကအမြတ်များများရနေလို့လားဒါမှမဟုတ်လို့ရှိရင်နောက်နှစ်မှာ သူ့ရဲ့ share ဈေးနှုန်းကဒီအရင်းထဲကနေပြီးတော့မှခွဲပေးနေတဲ့အကြောင်းမျိုး share ဈေးနှုန်းကျသွားလို့ဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီ company ကအမြတ်ဝေစုကောင်းကောင်းပေးနေပေမဲ့လည်းအနာဂတ်မှာသူတို့ရဲ့မူဝါဒနဲ့အခြေအနေတွေပြောင်းလဲနိုင်တဲ့အကြောင်းမျိုးလို့ပုံမှန်လေး တည်တည်ချာချာလေ့လာကြည့်ရှုနေပြီးတော့မှစောင့်ကြည့်ဖို့လိုအပ်တယ်အဲ့တော့ဒီ dividend investing ကကျမတို့ရဲ့ financial freedom ဆိုတဲ့ပန်းနိုင်ကိုရောက်ရှိဖို့အတွက်ကိုအသုံးဝင်တဲ့နီလန်ကောင်းတစ်ခုထဲမှာပါတယ်အဲ့တော့ကျမတို့ဘလို့လုံမလဲဘလောက်ထိ risk ယူနိုင်သလဲနဲ့ကို့မှာ time ပေါ့နော်ဘလောက်ထိအချိန်ရှိလဲကိုယ့်ရဲ့ financial freedom ကိုရောက်ဖို့အတွက်အဲ့ဒီလိုမျိုးအရာတွေကိုအခြေခံပြီးတော့မှကိုယ့်ရဲ့ investing နည်းပြဟာကိုချမှတ်တဲ့အချိန်မှာ ုံးချလို့ရနိုင်တယ်နီလန်တစ်ခုဖြစ်တယ်ဆိုတော့ကြမလို့ဒီနေရာမှာဖော်ပြပြလိုက်ရပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေ